အစ္စရေးနိုင်ငံဟာအီရန်နိုင်ငံကို9ရက်မြောက်နေ့ဖြစ်စစ်ဘက်နဲ့နျူကလ িয়ার စစ်ရုံတွေကိုလေကြောင်းတိုက်ခိုက်မှုတွေပို့လုပ်ပြီးဖိအားပေးလာပါတယ်။အီရန်ဘက်ကလည်းပယ်ထိန်တုံးကြီးတွေနဲ့အစ္စရေးကိုတုံ့ပြန်တိုက်ခိုက်နေပါတယ်။အီရန်ဆိုရဟာတနင်္ဂနွေနေ့ကလေးကနိုင်ငံအတွင်းလူသေဆုံးသူဦးရေကိုထုတ်ပြန်ခြင်းမရှိသေးပေမဲ့တက်ကြွလှုံ့ရှားသူဖွဲ့တွေရဲ့ခံမှန်းချက်အရတော့အီရန်တနင်္ဂနွေလုံးမှာလူ950ကျော်သေဆုံးပြီး1200ကျော်ဒဏ်ရာရရှိခဲ့တယ်လို့ဆိုပါတယ်။အစ္စရေးဘက်ကတော့ လက်ရှိအချိန်ထိအနည်းဆုံးလူ24ဦးသေဆုံးပြီး600ကျော်ဒဏ်ရာရရှိခဲ့တယ်လို့ပြောကြပါတယ်။အီရန်ကပြစ်လွှတ်လိုက်တဲ့ဒုံးကျည်အများစုကိုအစ္စရေးဒုံးကာကွယ်ရေးစနစ်ကကြားပြက်ဟန်တားနိုင်ပေမဲ့အချို့ကတော့ဒုံးကျည်ကာကွယ်ရေးစနစ်ကိုကျော်ပြီးဝင်ရောက်လာတာတွေလည်းရှိပါတယ်။ Tel Aviv မြို့မြောက်ဘက်ကဟာစလီယာမြို့မှာတော့ ကတ်စကန်မှာရထားတဲ့ဘတ်ကားလွတ်တွေထိမှန်ခဲ့ပါတယ်။အစ္စရေးနိုင်ငံဟာသူ့ရဲ့ရန်ပတ်အီရန်နိုင်ငံကိုတောက်ချန်တွေကဆလို့လေကြောင်းကတိုက်ခတ်ခဲ့ပြီးနောက်မှာအီရန်ကလည်းပယ်ထိန်ဒုံးကြီးတွေ drone တွေနဲ့လက်တုံပြန်တိုက်ခိုက်နေပါတယ်။အစ္စရေးတိုက်လေယာဉ်တွေဟာအီရန်နိုင်ငံအနှံ့ပြန်ဆန်းပြီး nuclear စက်ရုံတွေဒုံးကြီးတိုးလောင်ရုံတွေ စိတ်ပန်ပညာရှင်တွေနဲ့စစ်ဗိုလ်ချုပ်တွေကိုပြစ်မှတ်ထားတိုက်ခတ်ခဲ့တာမှာနောက်ဆုံးရှင်းလင်းလိုက်တဲ့သူကတော့အီရန်ကာကွယ်ရေးဦးစီးချုပ်ယာရုကို၄ရက်ဖဲရယူလိုက်ရတဲ့ဗိုလ်ချုပ်ကြီးအလီရှတ်မန်နီဖြစ်ပါတယ်။ Israel စစ်ဘက်ကြီးညာချက်မှာတော့ဒီညမှာထောင်လိုင်းထဏာခွဲကနေရရှိတဲ့တွေ့ကြတဲ့သတင်းချက်လက်တွေကကျွန်တော်တို့အီရန်ရဲ့အစ်စင်ရှင်ဆုံးစစ်ဘက်ခေါင်းဆောင်ဖြစ်တဲ့အလီရှတ်မန်နီကိုရှင်းလင်းလိုက်ပြီးဖြစ်ပါတယ်။သူကိုတီဟီရန်မြို့ရဲ့ချက်ချာနေရာမှာပဲရှင်းလင်းနိုင်ခဲ့တာပါလို့ Israel စစ်တပ်ကကြေညာခဲ့တာပါ။ဗိုလ်ချုပ်ကြီးရှတ်မန်နီဟာ ီရန်ဘာသာရေးခေါင်းဆောင်ကြီးအလီခါမီနီနဲ့အနီးကပ်အကြံပေးသူလည်းဖြစ်ပါတယ်။အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကတော့အီရန်ဘာသာရေးခေါင်းဆောင်ကြီးခါမီနီရဲ့နေရာကိုသိရှိထားပြီးလောလောဆယ်သူ့ကိုဖယ်ရှားဖို့အစီအစဉ်မရှိသေးဘူးလို့သူ့ရဲ့လူမှုကွန်ရက် post တွေမှာပြောကြားပါတယ်။အီရန်လီပိုင်နက်ကိုအမေရိကန်ကအပြည့်အဝထိန်းချုပ်ထားတယ်လို့လည်းသမ္မတထရန့်ကအခိုင်အမာပြောဆိုပါတယ်။တီဟီရန်မြို့တော်မှာတော့အင်္ဂါနေ့ကမြို့ကန်ထုံမုံများစွာဟာတီဟီရန်မြို့ကနေထွက်ခွာဖို့ကြိုးစားနေကြပြီးရင်ကျောပိတ်ဆို့မှုတွေလည်းဖြစ်နေပါဗျ။ တမရထရန်ကမြို့ကန်ပြည်မြို့တော်ကနေဘေးလွယာကိုရွှေ့ပြောင်းကြဖို့အစောပိုင်းကညွှန်ကြားခဲ့တဲ့အတွက်ဒီစစ်ပွဲမှာအမေရိကန်ကတိုက်ရိုက်ပါဝင်လာတော့မလားဆိုတာလဲထင်ကြီးပေးတာရှိခဲ့ပါတယ်။အစ္စရေးဝန်ကြီးချုပ်နဲ့တမရထရန်တို့ဖုန်းပြောဆိုပြီးမှအမေရိကန်နိုင်ငံဟာဒီစစ်ပွဲမှာဗာဆက်လို့မလဲဆိုတာကိုအစ္စရေးပြည်သူတွေစောင့်ကြည့်နေကြပါတယ်။ဒါနဲ့ပတ်သက်ပြီးလာမယ့်48နာရီဟာအလွန်ရေးကြီးတယ်လို့အစ္စရေးစစ်ဘက်အရာရှိတွေကသတင်းတောက်တွေကိုပြောဆိုထားပါတယ်ခင်ဗျာ။ footage, which it.